အစောရမေဆူရဲ့ဂီတာဒီပေါ်ကိုကိုရေးတဲ့ချင်းကုံအတတ်မကောင်းမင်းနဲ့ဆိုပြီးလို့ရှင်ခိုးတောင်းမှလာရတဲ့ဖြစ်ဖြစ်တွေပရိသတ်များလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြလဲကြိုးစွလိုက်ပါတယ်တချမ်းတပုတ်ကိုအတန်သေးအတန်ကြောင့်နဲ့ဆိုမိလို့ရှင်ခိုးတောင်းပန်ခဲ့ရတာကတော့ Facebook ဆက်လေးဖြူဖြူသေးပါဖြူဖြူသေးဟာအတန်သေးအတန်ကြောင့်နဲ့တီးဆိုခဲ့တဲ့တချင်းကဂီတာဒီပေါ်ကိုကိုရဲ့တချင်းဖြစ်ပါတယ် ဒါကြောင့်လည်းဖြူဖြူတင်းဟာဂီတာဒီပေါ်ကိုကိုရဲ့တခြင်းကိုရေးသားတဲ့တင်းရေးကိုကိုအောင်တောင်ကြီးမိသားစုကိုတောင်းပန်ခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်း Facebook ဆက်လီဖြူဖြူတင်းဟာနာမည်ကြီးဆက်လီဖြစ်ပြီးတော့အခမ်းအနားပွဲတွေတည်တခြင်းတွေဆိုနေရပဲမယ်။ကိုပိုင်အရေးချင်းမရှိပါဘူး။ဖြူဖြူတင်းဟာတယုံဆောင်လေးမကောင်းတယ်လို့အတန်လေးမကောင်းတာပါ။ဒါပေမဲ့လည်းဖြူဖြူတင်းကပရိသတ်တွေချင်အောင်နေတတ်တယ်လို့အလှူတန်းတွေလောက်တာကြောင့်လည်းဖြူဖြူတင်းကိုပရိသတ်တွေကချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖြူဖြူတင်းနေမှာလှုပ်တဲ့အလှူကထိန်မွေးနဲ့မင်္ဂလာဆောင် စတဲ့ပွဲတွေမှာဖျော်ဖြေနေရတာပါဒီလိုဖျော်ဖြေရတဲ့သူဖြူဖြူတွင်းမှာတချင်းဆိုဖို့အတွက်ကိုပိုင်တချင်းတွေလိုအပ်လာပါတယ်ဖြူဖြူတွင်းကတော့ကိုပိုင်တချင်းရဖို့အတွက်နာမည်ကြီးတေးရေးစီအောင်တဟအောင်အပါဝင် တင်းရင်စီဟာတော်တော်များများစီမှာတခြင်းတွေအပ်ပြီးတော့ကိုပိုင်တခြင်းတွေအများကြီးဆိုပါတယ်ဒါပေမဲ့လည်းဖြူဖြူတင်းဟာတခြင်းဆိုဖို့အတွက်ပါရမီမပါခဲ့ရကြောင်းတပုံးမှမပေါက်ပါဘူးဒါကြောင့်လည်းဖြူဖြူတင်းဟာအောင်မြင်မိသားတခြင်းတွေကိုမျိုးမျိုးကြွကြွပုံစံပြောင်းကာတီဆိုဖျော်ဖြေနေရဖြစ်ပါတယ်ဒီလိုမျိုးဖြူဖြူတင်းတယောက်သူများတွေရဲ့အောင်မြင်မိသားတခြင်းကိုလှုပ်ရှားတဲ့အပေါ်မှာတော်တော်လေးကိုဝေဖန်မှုတွေရှိခဲ့ပါတယ်အထူးသဖြင့်တော့အစိုးရမုံမိုးကားဆိုရင်ဖြူဖြူတင်းတယောက်တင်းရင်စီဟာရဲ့ခွင့်ပြုချက်ရှိရလားတန်ရာတန်ကြီးပေးရလားဆိုပြီးတော့မေးခွန်းထုတ်ဖူးပါတယ် အခုတော့ Facebook ဆက်လေးဖြည်းဖြည်းလေးတရားပြဿနာတက်ပြီးတော့ပရိသတ်တွေကိုတောင်းပန်လိုက်ရပါပြီ။အဲ့ဒါကတော့ဗီဒီယိုအစမှပြောခဲ့သလိုပဲအစိုးရမေဆူရဲ့ဂီတာဒီဘော့ကိုကိုရဲ့တခြင်းကိုအခါချင်းဝင်နဲ့တီဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။အစိုးရမေဆူရဲ့အောင်မြင်ကြောကြားတဲ့တခြင်းတစ်ပုဒ်ဖြစ်တဲ့အစိုးပါတခြင်းကိုတော့တရေးဆရာကိုကိုအောင်တောင်ကြီးကရေးဆက်ထားတာဖြစ်ကြောင်းသိရတာဖြစ်ပါတယ်။အခုချိန်မှာတော့အဲ့ဒီတရေးဆရာကမရှိတော့ပေမဲ့အမွေဆက်ခံသူတဦးသေးတော့သမီးမမိုးမြင့်စုဝင်းကသူမဟာဖခင်ကြီးရဲ့တခြင်းကိုဘသူတဦးတယောက် ောက်ကိုမှပြန်လဲသီဆိုခွင့်မပေးထားကြောင်းဒါပေမဲ့လည်းလူတချို့ဟာလိုင်းပေါ်မှာသူမဖားခင်ရဲ့ဂီတာဒီပေါ်ကိုကိုရဲ့တခြင်းကိုခွင့်ပြုချက်မယူဘဲဆိုတာရယ်ဒါအပြင်ရှိုးပွဲတွေမှာသီဆိုတာတွေကိုကြားနေရလို့အများကြီးစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်သူမအနေနဲ့ဒီလိုမျိုးသီဆိုမှုကိုတရေးစရာရဲ့အမွေဆက်ခံသူတမီးတယောက်အနေနဲ့လုံးဝခွင့်မပြုကြောင်းအခကျင်းဝင်နဲ့ညှိနှိုင်းမှာမဟုတ်ကြောင်းဖြူဖြူသေးကိုပြောခဲ့ရဖြစ်ပါတယ် ဒါကြောင့်လည်းဖြဖြတေးတယောက်ဂီတာဒီဘော့ကိုကိုရဲ့တခြင်းကိုခွင့်မပြုဘဲဆိုမိရကြောင်းအနှွင့်ညွတ်တောင်းပန်ခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖြဖြထွေးနေတဲ့သူများရဲ့တခြင်းတွေကိုယူဆိုတာမျိုးမလုပ်သင့်ဘူးလို့ဆိုကြပါတယ်။ ဒါအပြင်ဖြူဖြူတွေကအတန်လင်းမကောင်းတာကြောင့်တချင်းပြတ်တက်တယ်လို့ဆိုကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖြူဖြူတွေတယောက်သူများရဲ့တချင်းတွေကိုစုံပြီးလို့တောင်းပန်လိုက်ရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်